ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ဝင်တို့ဟာဥပဒေနဲ့မညီတဲ့လက်ငွေယူကစစ်မှုထမ်းစစ်သားစုဆောင်မှုတွေလှုပ်ဆောင်နေတယ်လို့ဒုစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဝန်ခံပြောဆိုလိုက်ပါတယ်။မလ20ရက်နေ့ကရှမ်းပြည်နယ်ကလောမြို့ကိုသွားရောက်ပြီးကလောတက်နယ်ကရာရှိစစ်သည်မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ်စစ်မှုထမ်းစင့်ခေါ်မှုနဲ့ပတ်သက်ပြီးအခုလိုဝန်ခံခဲ့တာပါ။ဒုစစ်ကောင်ဆောင်ကတချို့သောပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တွေဟာ ဥပဒေလုံလုံလုံနည်းနဲ့အညီဆောင်ရွက်ခြင်းမရှိဘဲပြည်သူစစ်မှုထမ်းဆင့်ခေါ်တဲ့နေရာမှာမလိုလားအပ်တဲ့ငွေကြေးမတမာမှုတွေရှိနေတယ်လို့ပြောပါတယ်။ငွေကြေးမတမာမှုတွေကြောင့်စူဆောင်းခံရတဲ့ပြည်သူစစ်မှုထမ်းတို့အခက်အခဲကြက်တဲဖြစ်ပေါ်နေပြီးအခုလို နေဆတူဝပြဿနာကိုလည်းရင်ရှင်းနေရတဲ့အတွက်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အစဉ်စင်းရဲ့မှားယွင်းတဲ့လုံဆောင်မှုတွေတွေ့ရှိပါကတပ်ဆိုင်ရာကိုချိန်နဲ့တပြင်းညီတိပေးဖို့ညွှန်ကြားခဲ့ပါတယ်။ဝန်ပြီးကာကွယ်တဲ့ MSD ရဲ့ပြောခွင့်ရဒေါက်တာတီရီမွန်ချန်ကတော့စစ်ကောင်စီဘက်ကတတ်မှတ်ရေးချင်းနဲ့ပြည်စုံမှစစ်မှုထမ်းဖို့အတွက်စုဆောင်တယ်လို့ပြောဆိုနေပြီးမြေပြင်မှာအသက်မပြည့်တဲ့ကလေးတွေပြီးကျန်းမာရေးမကောင်းတဲ့ကလေးတွေကိုပါတသားသိဖြစ်အတင်းစုဆောင်နေတယ်လို့ပြောပါတယ်ဆကစကအသက်ကိုအင်ကာကျန်းမာရေးအရက်အမောင်ဟိုဆက်တီတတ်မှတ်ထားတဲ့စာနှုံးတွေနဲ့ပြည်ပမှဟိုစစ်မှုထမ်းဖို့စုဆောင်မယ်လို့ပြောထားတော်냐လဲ ဟိုလက်ရှိတနိုင်ကလုံးအနှံ့ဟိုစီရေရှုံရှုံနေမှုတွေတိုက်ပွဲတွေမှာတေကြီးတန်ကြာရထားခဲ့တဲ့စစ်သားတွေဟိုတိုက်ရက်လိုက်အလံဖြူထောင်ပြီးဟိုလက်နဲ့ချထွက်ပြေးခဲ့တဲ့စစ်သားအရေအတွက်ပြတ်လတ်မှုတွေကြောင့်အသက်ဆစ်ချင်းနှစ်အောက်ကလေးတွေဟိုချမ်းမာရေးနဲ့ဟိုမပြည့်ဝတဲ့ကလေးတွေကိုပါသက်သက်အတိအဖြစ်အသိစုဆောင်းနေတယ်ဒါအပြင်စစ်ကောင်စီရဲ့စစ်မှုရမ်းဆင့်ကိုရေးအပွဲဝင်တွေဟာ မြေပြင်မှာငွေကြေးတက်နိုင်သူနဲ့သူတို့နဲ့နှီးဆက်သူတွေကိုငွေကြေးပေးဆောင်စေကစစ်မှုထမ်းရှောင်လွဲစေပြီးငွေကြေးမတက်နိုင်တဲ့သူတွေကိုတော့အတရားနမတက်သားသည့်စုဆောင်းနေတယ်လို့သူကဆက်ပြောပါတယ်။စစ်ကောင်စီကတတ်မှတ်ရည်ချင်းနဲ့ပြည်စုံတဲ့သူတွေကိုသာဥပဒေနဲ့ညီတင်နန်းတွေဖွင့်လှစ်တင် जा ပေးနေတယ်လို့ပြောပြီးမယ်။ဒေသတွင်းမှာတော့အတရားနမပေါ်တာဆွဲဖမ်းဆီးထားပြီးငွေကြေးပေးဆောင်စေပြီးလူစားထိုးအငှားခေါ်ရပြီးနေအိမ်တွေထိဝင်ရောက်ကဖမ်းဆီးစစ်သားစုဆောင်းနေတာပါ။ တပတ်မှာတော့စစ်ကောင်စီဟာအရွယ်မြောက်သေးတဲ့ကလေးငယ်63ကိုစစ်မှုထမ်းမှုအတွက်မှားယွင်းစွာ စုဆောင်းခဲ့တာကြောင့်မက်လာ16ရက်နေ့ကရန်ကုန်မြို့ရှိစစ်ကြောရေးနဲ့တဲခိုခန်းစခန်းမှာပြန်လည်နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒပြန်သတင်းစာတွေမှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာပြည်သူစစ်မှုထမ်းဥပဒေတက်သွင်းပြီးနောက်တနစ်ကျော်ကာလတွင်စစ်မှုထမ်းတင်နန်းပတ်စဉ်1ကနေအပတ်စဉ်17အထိတင်နန်းပွင့်လွှတ်ခဲ့ပြီးစစ်မှုထမ်းတင်နန်းပတ်စဉ်17ကိုတော့ပြီးခဲ့တဲ့ မလ18ရက်နေ့ကတိုင်းစစ်ဌာနချုပ်အသီးသီးမှာဖွင့်လှစ်ခဲ့တာပါမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီရဲ့အချက်လက်တွေရစစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်2024ခုနှစ်ဧပြီလကနေ2025ခုနှစ်ဇန်နဝါရီလထိစစ်မှုထမ်းအတွက်လူငယ်14000နီးပါးအတင်းအဓမ္မဖမ်းဆီးခံထားရပါတယ်